်မင်္ဂလာပါမိတ်ဆွေကျွန်တော်တို့ Double Power မြန်မာ Channel ကနေပြန်လည်ကြိုဆိုပါတယ် Video Split ဘုံပါဆိုရဲလေရင်ကကဘာမှာပြက်စီးပြစ်ခြင်းတော့ဘယ်ဒုံးကြီးကမှမပြက်စီးနိုင်တဲ့အရင်မျိုးဖြစ်ပါတယ်ဒီလင်းကဘလုံးဝဲတကွင်းစားတော့ကြီးမားပြီမြင်ရင်သူရဲ့ Radar မှာတော့ရင်ကောင်တကောင်ရဲ့အရွယ်စားလောက်ပဲပေါ်ပါတယ် Radar ကောင်ရက်ကဘလောက်ပဲရှုပ်ထွေးနေစီ Video Split ဘုံကျဲလေရင်တော့ကတော့အသားရလေးရှောင်းထင်းသွားရုံပါဒေါ်လာ1ဘီလီယံကုန်ကြခံပြီးတိစောက်ထားတဲ့ဒီလင်းက အခုချိန်ဒီတိဆောက်ခဲ့ဘူးသမီးလေးရင်တွေထဲမှာဈေးကြီးဆုံးဖြစ်ပါတယ်။သူကအခြားလေးရင်တွေထဲအတန်တိတ်ပြီးတော့အပူလိုက်ဒုံးကြီးတွေအနည်းရောရောင်ကြီးလမ်းညွန်ဒုံးကြီးတွေပေါ့ဗျ။လေလေကူကူရှောင်းသိမ်းနေပါလေ။ဒီလေးကသူသာဆန္ဒရှင်ကဘာမြေပုံကိုတော့မှပြောင်းလဲပြစ်နိုင်တဲ့လေရင်တစ်စီးပါပဲ။ဒါပေမဲ့စဉ်းစားစရာက52မီတာကျယ်တဲ့လေရင်ကြီးတစ်စီးကရေဒါမှာဘာဖြစ်လို့မမြင်ရတာလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်လုံးလုံးအမေရိကန်ကဒီအကြောင်းကိုဘာဖြစ်လို့ဖွက်ထားရလဲ။ဒီထဲမှာဘလို့နီးပညာတွေရှိနေတယ်လို့လေ။ ဒီအကြောင်းတွေကိုဒီနေ့ဗီဒီယိုမှာကြည့်လိုက်ရအောင်ဒီနေ့ဗီဒီယိုကိုမစကမေးစုတွေအတွက်သတင်းကားတို့ရှိပါတယ်ကျွန်တော်တို့လိုမျိုး video editing နဲ့ YouTube channel စတင်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ကအကူအညီပေးနိုင်ပါတယ်ကျွန်တော်တို့ဒီမှာအခုမှစတင်မဲ့လူသစ်တွေအတွက် video editing for beginners မြန်မာငွေ9000ကျပ်သာကျတင်ပါမယ်ဒုတိယသင်ခန်းစာကတော့ YouTube for beginners ဆိုတဲ့ YouTube channel တစ်ခုကိုဘလို့စတင်ဝင်ရမလဲဆိုတာကိုအခြေခံကနေစတင်ပြပြပြီးတော့မှဖြစ်ပြီးတော့ဒါကလည်းမြန်မာငွေ9000ကျပ်သာကျတင်ပါတယ် ်မိတ်ဆွေတို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Double Power မြန်မာကို Fiber Telegram မျိုးကနေဆက်သွယ်နိုင်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့အောက်မှာ link တွေ့ပြီးထားပါတယ်။အခုဗီဒီယိုကိုဆက်လိုက်ရအောင်။ဒီဗီဒီယိုဘုံကျဲလေးကိုတိဆောက်ရတဲ့နောက်ွယ်မှာဖြစ်ရတခုရှိခဲ့ပြီးတော့အဲ့ဒီဖြစ်ရကအမေရိကန်ကိုတစ်ကမ္ဘာလုံးမှာအဆက်ကွဲစေခဲ့ပါတယ်။1960မေလတရနေ့မှာအမေရိကန် Lockheed U2 လေယာဉ်ကပါကစ္စတန်နိုင်ငံ Peshawar Leaders ခန်းကနေပြန်တက်လာခဲ့ပါတယ် ီလင်းကဆိုဖီးယားပြည်ထောင်စုကိုထောက်လန်းဖို့ CIA ရဲ့လေးဝဲစီမံကိန်းတစ်ခုကိုလှုပ်ဆောင်နေကြပါဒီကာလကစီးရီးတဲ့ဘွဲကာလဖြစ်ပြီးတော့အမေရိကန်နဲ့ဆိုဖီးယားယူနီယံနိုင်ငံစလုံးကသူတို့ရဲ့နေပညာတွေနဲ့တခုခုလူပူတာအောင်စူးစမ်းနေကြတဲ့အချိန်ဖြစ်ပါတယ်အမေရိကန်ကသူ့ရဲ့ YouTube Lockheed ထောက်လန်းလေးကအမြင့်ပေရှင်းတော့မှပြန်သန်းနိုင်ပြီးတော့ဒီလောက်အမြင့်ပေမှဆိုရင်ဘသူကမှအန်တရာယ်မပေးနိုင်တော့ဘူးလို့တွေးပြီးခုံယူနေခဲ့ပါတယ်အမေရိကန်ကဆိုဖီးယားပြည်ထောင်စုရဲ့ဘေဒုံးကြီးကမှဒီလောက်အမြင့်ကိုမရောက်နိုင်ဘူးလို့ယုံကြည်နေခဲ့တာပါ ဒါပေမဲ့ဒီလေရင်ကဆိုဖြစ်ပြည်တော်စုရဲ့လေးပိုင်းနဲ့တဲ့ဘူဝင်ရောက်လာတာနဲ့ရေဒါကချက်ချင်းပဲသူ့ကိုထောက်လန်းမိသွားပါတယ်။ဒါကြောင့်ပထမဆုံးသူတို့ကတိုက်လေနေအများကြီးကိုဆေးလွတ်ခဲ့တယ်လို့ဒုံးကြီးများစွာနဲ့လည်းပြစ်ချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်အမြင့်ကြီးကိုထိအောင်ပြတ်ခတ်နိုင်ဖို့ဆိုတာကသူတို့စွမ်းရည်တက်ချွလွန်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တော့ဆိုဖြစ်ပြည်တော်စုရဲ့စစ်တပ်ကသူ့ရဲ့ XMP5 Devener ဒုံးကြီးကိုလင်းစီဥတီထားပြီးပြစ်လွတ်လိုက်ပါတယ်။အမေရိကန်ကလည်းဒီဒုံးကြီးအကြောင်းသိထားပါတယ်။ ဒါပေမဲ့ဆိုဗီယက်ရဲ့ XMP Fighter ဒီလောက်အမြင့်ကိုမရောက်နိုင်ဘူးလို့အမေရိကန်ကထင်ခဲ့တာပါ။နောက်ပိုင်းမှာဖြစ်ခဲ့တဲ့အရာကအမေရိကန်ရဲ့ထင်ထားတာထက်တောင်မှကျော်လွန်နေခဲ့ပါတယ်။ XMP Fighter ဒုံးကြီးကပေရှက်တောင်းမြင့်တဲ့အမြင့်မှာပြန်တန်းနေတဲ့ YouTube Logic Link ကိုအတိအကျပဲချိန်မှန်ခဲ့ပါတယ်။လေရင်က Spar Logs လို့ခေါ်တဲ့မြို့တမျိုးပေါ်ကိုပြုတ်ကျသွားပြီလို့လေမှုကပြတ်မကျခင်ခုန်ထွက်နိုင်ခဲ့ပါတယ်။အစပိုင်းမှာအမေရိကန်ကဒါ NASA ရဲ့ရာသီဥတုသုရေသနလေယာဉ်တစ်စီးလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ဆိုဗီယက်ပြည်ထောင်စုကသူတို့ဗန်းမိထားတဲ့လေယာဉ်မှူးနဲ့ယူထွေးထောက်လှမ်းပစ္စည်းကရိယာတွေကိုကမ္ဘာအရှေ့မှာထုတ်ပေါ်ပြတဲ့အခါမှာတော့အမေရိကန်ကအကြီးအကျယ်ကိုအဆက်ကွဲခဲ့ရပါတယ်။ဒီပြည့်ကနိုင်ငံနဲ့နိုင်ငံစလုံးကိုသင်္ကန်းစာကောင်တစ်ခုပေးခဲ့ပါတယ်။ဒီပြည့်ပြီးမှရုရှားဆိုဗီယက်ပြည်ထောင်စုကသူ့ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုစတင်အားဆိုင်လာခဲ့ပြီးတော့အမေရိကန်ကတော့ရေဒါအမြင်ကွင်းကနေပျောက်ကွယ်နေနိုင်မဲ့ဤပညာမျိုးတွေမှာအားဆိုင်လာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအမေရိကန်မှာ B52 ဘုံကျဲလေယာဉ်ရှိခဲ့ပါတယ်။ဒါပေမဲ့ဒီပြည့်အပြီးမှာတော့ ဒီလိင်တွေကရုရှားနယ်မြေတွေမှာဝင်နိုင်ခင်မှာပဲပြစ်ချခံရမယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဆိုလိုတာကတော့အမေရိကန်ကရုရှားဘော်ကိုသူ့ရဲ့နျူကလ িয়ার လက်နက်တွေတုံးကျင်တော့မတုံးနိုင်တော့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။ပြီးတော့1986ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုကကီလိုမီတာ100အထိရောက်ရှိနိုင်တဲ့မြေပြင်ကနေဝင်ပြစ်ဒုံးကျည်တွေကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။သူတို့မှာဝေးကြီးကလေရင်တွေကိုတော့ပြစ်ချနိုင်တဲ့ဆွေးရည်တွေရှိလာခဲ့တာပါ။ဒီထဲမှာ X300 လည်းပါဝင်ပါတယ်။ဒီအချိန်မှာ USSR ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကလည်းအလွန်အားကောင်းလာနေခဲ့တာက အမေရိကန်လေတပ်ဗိုလ်ချုပ်တူဦးကဆိုဗီယက်ယူနီယံနဲ့ကိုသူ့ရဲ့ B52 ဘုံကျဲလင်းဆေလွတာကငကြေကောင်တိုက်တဲ့ကိုကြောက်တုံးပြတ်ထက်လိုက်တယ်လို့မျိုးပဲလို့ပြောခဲ့တဲ့အထိပါဒါကအမေရိကန်က Advanced Technology ဘုံပါ ADB စီမံကိန်းကို1988မှာစတင်လိုက်တဲ့အချိန်မှာပဲဒီစီမံကိန်းရည်မှန်းချက်ကဆိုဗီယက်ပြည်ထောင်စုနယ်နိမိတ်ထဲကိုပြန်တမ်းဝင်ရောက်ပြီးတော့သူတို့ရဲ့ရေဒါတွေရှေ့မှာနေဘုံတွေချင်းပဲဘင်းဘယ်သူမှသတိမထားမိခင်ထွက်ပြေးနိုင်မဲ့ဘုံကျဲလင်းတစည်းကိုဖန်တီးဖို့ပါပဲ။ အမေရိကန်ရဲ့ဒီလိုတောင်းဆိုချက်အားလုံးကို B2 ဘုံကျဲလီယင်ကဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။သူရဲ့ပထမဆုံးပြန်တမ်းမှုကို1989ခုနှစ်ကတည်းကလှုပ်ဆောင်ခဲ့ပြီးမြန1998ခုနှစ်မှာသာကမ္ဘာ့ရဲ့ရှေ့မှာချပြခဲ့ပါတယ်။ B2 ရဲ့ကြီးမားဆုံးလှုပ်ဆောင်ချက်ကတော့သူရဲ့ရေဒါကိုရှောင်တိမ်နိုင်စွမ်းပါပဲ။ဒီလီယင်ရဲ့ထောင်အချိုးတိုင်းကဒီဇိုင်းပြင်ဆင်ထားတာကြောင့်ရေဒါချက်ပြလိုင်းတွေသူ့အပေါ်ကျရောက်လာရင်ဒီအချက်ပြလိုင်းတွေကရေဒါစီကိုပြန်မရောက်နိုင်တော့ပါဘူး။ဆိုလိုတာကဒီအချက်ပြလိုင်းတွေရဲ့ဦးတည်ရာကိုပြောင်းလဲစေတာဖြစ်ပါတယ်။ ဒါကြောင့်မလို့သူ့ရဲ့ဒီဇိုင်းမှာတောင်ပန်တွေပဲပါဝင်ပြီးတော့မှလင်းကိုရေကြီးလည်းမဟုတ်တလို့အမီးပါငါတွေလည်းမပါပါဘူး။ဘာမှလင်းတွေမှာတက်ဆင်ထားတဲ့ဒီတောင်လိုက်လင်းအမီးပယ်ရင်းကရေဒါမှာအလွယ်တကူထောက်လန်းခံရပါတယ်။လေချောင်းကောင်ဝေးစနစ်မှာတက်ဆင်ထားတဲ့ရေဒါတွေရဲ့ခွင်ရကြီးကတခွနဲ့တခုချိန်ဆက်ထားပြီးတော့ဒီရေဒါတွေကကောင်းငင်ထဲမှာထောင်းတောင်းမှမချင်ထောက်လန်းလို့မရအောင်ချက်ပြလိုင်းတွေကိုပို့လွတ်ပါတယ်။ဒီချက်ပြလိုင်းတွေကသာမန်အားဖြင့်လင်းကိုရေဘောကနေပြည့်ပြန်လာပြီးတော့မှရေဒါကြီးကိုပြန်အောင်လာတဲ့အတွက် လေရဲ့ဒီနေရာကိုမှတ်တမ်းတင်နေပါတယ်အထူးသဖြင့်လေရင်မိကဘယ်ရင်တောင်မန်ကရှောင်းထင်းရခတ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘေးကနေကြည့်လိုက်မယ်ဆိုရင်ဒီအမိတွေကရေးတာအတွက်မှန်တစ်ချက်လို့လုပ်လို့ပါတယ်တိုင်းမဲ့ဗီဒူးစပရစ်ဘုံကျဲလေရဲ့ကိုတွေကဒီဒီဇိုင်းတိဆောက်ထားတာကြောင့်မလို့ရေဒါအချက်ပြလိုင်းတွေကဘယ်နေရာကနေလာလာလေရင်ကိုထိပြီးမူလဥဒိယတိုင်းမှာပြန်ပြီးပဲ့တင်မသွားနိုင်တော့ပါဘူးဒါကြောင့်မလို့လေလေရင်အမိပဲ့တင်းကိုမတက်စင်ထားတာပါသူရဲ့ zip zap design ကအချက်ပြလိုင်းတွေကိုစမ်းချက်ပြဥဒိယကိုပြောင်းလဲပေးပါတယ် ီဒီယိုပုံကျလေးရင်အောင်မြင်မှုကသူ့ရဲ့ဒီဇိုင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ရေဒါချက်ပြလိုင်းတွေကိုတရားရဂန်းလုံးဆုပ်ယူနိုင်တဲ့လင်းကိုပေါ်တုတ်လင်းထားတဲ့ကုတ်တင်ဆေးတစ်မျိုးကြောင့်လည်းဖြစ်ပါတယ်။အမေရိကန်ကလျှို့ဝှက်ကုတ်တင်ဆေးတစ်မျိုးကိုဖန်တီးထားပြီးတော့သူ့ရဲ့သေးစိတ်ချက်လက်တွေကိုဒီနေ့အချိန်ထိကဘာကြီးကိုလျှို့ဝှက်ထားပါတယ်။ဒီကုတ်တင်ဆေးကြောင့်ပဲဗီဒီယိုပုံကျလေးရင်ကရေဒါမှာတရားရဂန်းလုံးမြင်ကွင်းကနေပြောက်ွယ်နေတာပါ။သူ့ရဲ့ရေဒါ cross section ကအောင်းဩစရာကောင်းလား။ studio meter 0.0001ပဲရှိပါ ဆိုလိုတာကသူ့ကိုထောက်လန်းမှုဆိုတာကခေါင်းငယ်တွေကရင်ကောင်လေးတစ်ကောင်ကိုထောက်လန်းနေရသလိုပါပဲ။နန်းရှင်ကြည့်ရမယ်ဆိုတော့ B52 ဘုံကျဲလေးကရေဒါမှာအိတ်ခန်းနှကန်းပါတိုက်ခန်းနှကန်းရဲ့အရွယ်အစားလောက်ပဲပေါ်ပါလေ။ F15 ကအခန်းငယ်လေးတစ်ခန်းစာယူ။ GF17 ကခရင်တစ်လုံးစာယူ။ Rafale ကခေါင်းကြီးတစ်လုံးစာအရွယ်ပေါ်ပါလေ။ဆိုလိုတာကဒီလေးရင်ကြီးရအောင်တဲ့ဆယ်စကြီးမားနေပြီမဲ့။ B2 ဘုံကျဲလေးကရေဒါမှာရင်ကောင်လေးတစ်ကောင်စာအရွယ်ပဲပေါ်ပါလေ။ လေချောင်းလုံကြီးလောကမှာဒီနည်းပညာကို steel လို့ခေါ်ပြီးတော့မှသူ့ရဲ့ခြေကအုံမြစ်ကို B2 ဘုံကျဲလေနဲ့တူစတင်ခဲ့တာပါ B2 spirit ဘုံကျဲလေမှာရန်သူရဲ့ရေဒါကိုရှောင်တိတ်နိုင်စွမ်းပြင်သူ့ရဲ့နေပါတဲ့အပူချင်းချောင်းအနီရောက်ရောင်ချင်းနဲ့အပူလိုက်ဒုံးကြီးတွေကိုပါရှောင်တိတ်နေပါတယ်။တမန်အပြင်လေချောင်းကာဝေးစနစ်ဒီမှာအနီရောက်ရောင်ချင်းထောက်လိုင်းစနစ်ဒီပါဝင်ပါတယ်။ဒီစနစ်တွေက jet engine နောက်ကနေထွက်လာတဲ့အပူထောက်လန်းအတီးပြုတ်ပြီးတော့မှဒီအပူချင်းပေါ်မှာဒုံးကြီးစနစ်ကို lock ချပါတယ်။ဒါပေမဲ့ B2 ဘုံကျဲလေရဲ့ engine တွေကို သူ့ရဲ့ကိုယ်ရည်အတွင်းမှာဖွက်ထားပါတယ်ဂျက်အင်ဂျင်ထဲမှာလောင်ကျွမ်းပြီးတဲ့နောက်အပူအထိုင်ရမထွက်ပဲနဲ့ပထမဆုံးအပြင်ကလေအေးနဲ့ရောမွေပြလိုက်ပါတယ်ဒါကြောင့်ဗီတူပုံကျဲလေရင်ကသူ့နောက်မှာအပူချင်းတစုံတရာမကြံရက်ခဲ့ပါဘူးဒီအချက်ကြောင့်ပဲဗီတူကိုကဘာပေါ်မှာအပူချင်းအနေဆုံးလေရင်ဖြစ်သတ်မှတ်ရခြင်းပဲဖြစ်ပါတယ်ဥပမာပြောရရင်တော့ F16 ဂျက်လေရင်မှာကီလိုမီတာ100အကွာအဝေးထိအနည်းအရောင်ကြီးထောင်လန်းရေးစနစ်ရှိတယ်ဆိုပါစို့ဒါကြောင့်သူ့ကိုအဝေးကြီးကနေထောင်လန်းနိုင်ပေမဲ့ဗီတူပုံကျဲလေရင်ကိုတော့ 30ကီလိုမီတာအကွာအဝေးလောက်နီးလာမှာပဲထောင်လန်းနိုင်မှာပါမဟုတ်ရင်သူ့ကိုမမြင်ရနိုင်ပါဘူးဒါပေမဲ့ဒီလေရင်ကအနေရောင်ရောင်ကြီးရီတာမှာထောင်လန်းခံရလောက်နေပြီးတော့မှဘယ်တော့မှမပြန်တမ်းပါဘူးဗီဒီယိုပုံကျလေရင်အောင်းဝဆရာကောင်းလောက်မီတာ1000ခွဲပြီး9000မြတ်မှာပြန်တမ်းနိုင်ပါတယ်ဒီလိုမြင်ကြီးမှာပြန်တမ်းတာကအနေရောင်ရောင်ကြီးရီတာကိုရှောင်တိတ်နိုင်အောင်ပဲမဟုတ်ကမ္ဘာမြေပြင်ထက်ကပါလာတဲ့လေတူးကြောင့်အလင်းမဟုတ်ကိုတက်ရောက်တဲ့လေပုံအားကိုလည်းရှော့ချပေးပြီးတော့နောက်စားစီသုံးဆွဲမှုကိုလည်းရှော့ချပေးပါတယ် ဒါကြောင့်မလို့သူကတခြားလေရင်တွေထက်အဝေးကြီးကိုစီနေနေနဲ့ပြန်တန်းနိုင်ပါတယ်။အခုဒီလေရင်ရဲ့အဓိကလှုပ်ဆောင်ချက်ကရေဒါပေါ်မှာပျောက်နေတာနဲ့အနည်းရောက်ရောင်ကြီးတွေနဲ့ရှာလို့မတွေ့နိုင်တာတွေပဲလို့မိတ်ဆွေထင်ပါသလား။ဒါဆိုရင်မိတ်ဆွေမှားနေပါပြီ။ဗီဒီယိုပုံကျလေရင်ကိုအဓိက stick လေရင်ဖြစ်စေရတဲ့အကြောင်းရင်းကသူ့ရဲ့ ECM electronic counter measure ကြောင့်ဖြစ်ပါတယ်။ဒီဗီဒီယိုပုံကျလေရင်ကိုအစိမ့်မြင့် ECM နည်းပညာနဲ့တပ်ဆင်ထားပါတယ်။ဒီနည်းပညာကြောင့်ရန်သူရေဒါရဲ့ထောက်လန်းနေတဲ့ frequency ကိုပြန်ပြီးတော့သိရနိုင်ပါတယ်။ ဒါကြောင့်လေငါးနေတူညီတဲ့ frequency နဲ့ပဲချက်လက်မားကိုပြန်ပို့ပေးနေပါတယ်။ဒီလိုနီးနဲ့လင်းရဲ့ဒီနေရာစစ်မှန်ကိုရှောင်လွှဲနိုင်တယ်လို့ရေဒါပေါ်မှာဒီနေရာတွေအများကြီးပေါ်နေစီပြီးတော့ရန်သူကိုရှုပ်ထွေးစေနေပါတယ်။ဒီစနစ်ကရေဒါ signal ကိုဖမ်းယူထားပြီးတော့မှပြန်လည်ပြည့်ပြင်ပြီးမှပြန်ပို့ပေးပါတယ်။ဒါကိုဖမ်းယူရရှိတဲ့ရေဒါကအမှန်လို့ထင်ရပေမဲ့တကယ်ကအမှားကြီးဖြစ်နေပါတယ်။စိတ်ဝင်စားဖို့အကောင်းဆုံးကဒီ ECM ကသူဖမ်းမိတဲ့ရေဒါ signal ကိုပဲအမှားလို့ပြန်ပို့ပေးတာပါ။ဒါကြောင့်ဒီ ECM လက်ချက်မိတဲ့ရန်သူတွေက ရေဒါမှာပြင်ပနောက်ဆက်တဲ့လိုင်းတွေသို့မဟုတ်ရေဒါမှာပြဿနာဖြစ်နေတယ်လို့ပဲတွေးမိနေပါတယ်။ဒီအချိန်မှသာရေဒါတွေအားလုံးစီကိုအချက်ပြအမှားတွေပို့လိုက်မယ်ဆိုရင်ရန်သူတွေကသတိထားမိသွားနိုင်ပါတယ်။ဗီဒီယိုပုံကျဲလင်းရဲ့ကိုယ်တွေကို carbon graphite trap ပေါင်းနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ဒီလင်းကိုဆော်ဇလန်ကနိုင်ဖန်တီးသူတွေလိုဒစာချင်းစီပြုလုပ်ဖန်တီးထားပြီးမှပြည်ပြည်စုံနဲ့ပြန်လည်တက်ဆင်ခြင်းကိုဆောင်ရွက်ထားတာပါ။အခုသူ့ရဲ့ဝန်ချင်းချောင်းကိုပြောအောင်ဒီလင်းကအလေးချိန်18000 kg လောက်ရှိတဲ့လက်နက်ခဲယမ်းတွေကိုတင်ဆောင်နိုင်ပါတယ်။ ဒါကကား55စီးစာလောက်အလေးချိန်ရှိပါတယ်။ဒါပြင်ဒီလေယာဉ်က GPS လမ်းညွှန်ဒုံးကြီးတွေဖြစ်တဲ့ JDAM အလုံး80ကိုလေသူ့ရဲ့ဝမ်ပါတယ်မှာဖုံးကွယ်တင်ဆောင်လာပေးနိုင်ပါတယ်။ဒီအထက်မှာ steel ဒုံးကြီးတွေဖြစ်တဲ့ BH3 nuclear bomb 16လုံးနဲ့ AGM 158 GSM ဘုံ16လုံးလည်းပါဝင်ပါတယ်။ဒီဘုံတွေကဗီဒူးလင်ရဲ့အတွင်းပိုင်းခန်းထဲမှာထည့်သွင်းတပ်ဆင်ထားပြီးတော့ပြန်တန်းနေကြမှာရန်သူမမြင်ရအောင်လို့အဖုံးကိုပိတ်ထားပါတယ်။ ီတူဘုံကျဲလေငါစီပြစ်ဖြစ်ပြီးကီလိုမီတာ10000အထိခရီးသွားနိုင်ပါတယ်ဒါအမေရိကန်ကနေရုရှားကိုသွားပြီးပြန်လာနိုင်တဲ့အကွာဝေးပါလေထဲမှာစီပြန်ဖြစ်ပြီးရင်တော့ဗီတူဘုံကျဲလေကကမ္ဘာမီတီထောင်စုံကိုမဆိုရောက်ရှိနိုင်ပါတယ်အာဖဂန်နစ္စတန်စစ်ပွဲတွင်တော့ဗီတူဘုံကျဲလေနေရအမေရိကန်အမေဇော်ရီလေးရဲ့စကန်ကနေပြန်တက်ခဲ့ပါတယ်ကီလိုမီတာ9500ကွာဝေးကိုပြတ်သန်းပြီးတဲ့နောက်အာဖဂန်နစ္စတန်မှာဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအဲဒီကနေကီလိုမီတာ9500အကွာဝေးကိုပြန်ဖြတ်လို့ မေဇော်ရီလီဒါစ်ကန်ကိုပြန်ရောက်ခဲ့ပါတယ်။ဒီအချိန်အတွင်းမှာလီထဲမှာပဲလောင်စာဆီပြန်ပြေးတာကိုလုပ်ခဲ့ပြီးတော့ဒီခရီးကြီးပြန်တမ်းမှုကနိုင်ပေါင်း45နာရီကြာမြင့်ခဲ့တယ်လို့ဘယ်ရေဒါပေါ်မှာမှလေရင်ကမပေါ်ခဲ့ပါဘူး။ဒီပြင်ကောင်မ1955ခုနှစ်မှာ Operation Allied Fort ဆက်စင်ကြီးအတွင်းစာပြားကိုဘုံကျဲဖို့အတွက်ဒီလေရင်ကိုသုံးပြခဲ့ပါတယ်။ဒီဆက်စင်ကြီးအပြင်2003ခုနှစ်မှာ Operation Iraqi Freedom 2012ခုနှစ်မှာတော့လေပြင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Operation Odyssey Dawn စတဲ့စစ်စင်တွေကိုလည်းလုပ်ခဲ့ပါသေးတယ်။ဗီဒီယိုပုံကျလင်ရဆိုရင်ဘလို့ရာသီဥတုမျိုးဘလို့အခြေအနေမျိုးမှမဆိုပြန်တန်းနိုင်ပါလေ။ GPS ဂျူရူတွေပျက်စီးသွားရင်တော့မှအရန်စနစ်တွေကိုသုံးပြီးတော့မှခြေတွေကိုကြည့်ပြီးဆက်လက်ပြန်တန်းနိုင်ပါလေ။လင်ထဲမှာစင်းမြေနေပညာသုံးဆိုနာကင်မရာတွေကိုထည့်သွင်းထားပြီးတော့မှဗီဒီယိုလင်ကလက်ရှိကဘာပေါ်မှာအကြီးဆုံးသောသေရှုလေးမျိုးဖြစ်ပါလေ။မြေမျက်နှာသွင်းမြင်တွေကိုလည်းသူကလိုလျောက်ဖတ်ရှုနိုင်ပြီးတော့လိုသလိုပြန်တန်းနိုင်ပါလေ။ ။ဒါပေမဲ့လင်းရဲ့တောင်ပန်းကရန်ကိုကြီးနေပြီးတော့လင်းမှာအမီလည်းမရှိပဲတင်းလည်းမရှိအနေအမြင့်ထင်းချုပ်ကြီးလည်းမရှိတာကြောင့်လင်းကိုကွန်ပျူတာရဲ့ကွန်ကြီးမပါဘဲနဲ့လင်းမှုကတည်ငြိမ်အောင်ထင်းမှုကမလွယ်ပါဘူး။ဒီလင်းကိုကဘာလုံးပေါ်မှာအရှုပ်ထွေးဆုံးသောကွန်ပျူတာစနစ်နဲ့ထည့်သွင်းထားတာဖြစ်ပြီးတော့မှဒီကွန်ပျူတာကလင်းကိုပြန်တန်းနေစဉ်ထောက်လျှောက်ထင်းချုပ်ထားတာဖြစ်ပါတယ်။လင်းမှုကကွန်ပျူတာထဲမှာကိုယ်မဲဆိုတဲ့အမိန့်ကိုထည့်ရေးပေးလိုက်မှလည်းကွန်ပျူတာကလင်းကိုပြည့်စုံနေတဲ့အချိန်ကိုပြေးတာပဲဖြစ်ပါတယ်။ အခုဒီလောက်အဆင့်မြင့်ပြီးတော့ကမ္ဘာပေါ်မှာအလုံးကျုံဆုံးလေရင်ကဈေးလေအရန်ကြီးမယ်ဆိုတာပြောစရာလုံးဝမထင်ပါဘူး B2 ဘုံကျဲလေရင်ကရန်ကိုဈေးကြီးလွန်းတာကြောင့်လက်ရှိအချိန်ထိကမ္ဘာပေါ်မှာဒီလိုလေရင်မျိုးက20ဇင်းပဲရှိပြီးဒီလေရင်ဇင်းအတွက်ဒေါ်လာက1ဘီလီယံကုန်ကြပါတယ်ဒါကြောင့်ဒီလေရင်ကကမ္ဘာပေါ်ကတခြားနိုင်ငံတွေရဲ့ GDP ထက်တောင်မှများပြားနေပါသေးတယ်ဒီလေရင်ဤအားလုံးကိုအမေရိကန်နိုင်ငံတိုင်းနိုင်ငံတွေကပဲပိုင်ဆိုင်ထားတာဖြစ်ပြီးတော့လက်ရှိအချိန်ထိအမေရိကန်နိုင်ငံကဒီလေရင်ရဲ့နေပညာကိုရောင်းချဖို့စိတ်ကူးမရှိသေးပါဘူး ီပြင်ကမှသူ့ရဲ့အစည်းအဆောင်တုန်းကအယံကိုမြင်ပါတယ်။တာမန်ခီးတဲ့နေလင်းတစည်းကလောင်စာစီဘုတနာယီကိုဒေါ်လာ1000လောက်ပဲကုန်ကြတယ်မှာ။ဗီဒီယိုလေးကတနာယီကိုဒေါ်လာ3000ကျော်ကုန်ကြပါတယ်။ဒါအပြင်ဒီလေးရင်ရဲ့ပြည်ပြင်ထင်းသိမ်းကြီးကတခြားလေးရင်နဲ့မတူပါဘူး။တစ်ချိန်ပြန်တန်းပြီးတိုင်းမှာလေးရင်ကိုအသာရစီးကျော်ရပြီးတဲ့နောက်လျှို့ဝှက်ကုန်တင်စည်းနဲ့ပြန်တော့ရပါတယ်။လေတစင်းလုံးကိုနေရာလက်မကျန်ပြန်လဲစစ်ဆေးပြီးတော့အပေါက်လေးခြိုက်လေးတောင်မှအပြစ်ခံလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ချင်းတကောင်စာအပေါက်ကလေးဖြစ်နေတာ။လင်းရဲ့လျှို့ဝဲစွမ်းနဲ့လှူရှားနိုင်စွမ်းက ပျောက်သွားနိုင်တာကြောင့်ပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲတကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိမယ်ဆိုရင်မိတ်ဆွေတောင်မျှဝေပေးပါဦးမိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအတွေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးကျွန်တော်တို့ channel ကကွန်မန့်ထံကိုဖတ်ကြည့်ပါရခင်ဗျာကျွန်တော်တို့ရဲ့ The World Power မြန်မာ channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေကျွန်တော်တို့ရဲ့ Facebook page ကိုလည်း like and follow လုပ်ထားပြီးတော့မှကျွန်တော်တို့ရဲ့ community မှာတစ်စိတ်တစ်ပိုင်းနေပါဝင်လို့ရပြီဆိုတော့ကိုတင်ပြပါရပါတယ်အဆုံးလေးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်